ုံမိုင်းမှာတချင်းနဲ့ပကန်းနဲ့လုံးဝမတက်ဆိုင်ဘူးလို့ဝေဖန်ခံရတဲ့ချယ်ရီတိန်ပရင်းသက်ကြီးရင်9နှစ်တာချိန်ပေးပြီးအကောင်းဆုံးကြိုးစားခဲ့ပေမဲ့လေသူမရဲ့တချင်းအောင်ပေါ်ပြက်ပြက်နဲ့ယဉ်ကျေးမှုကိုထိခိုက်ခဲ့ပါတယ်။ချုံမိုင်းမှာဆိုပြီးနာမည်တက်ထားပေမဲ့တချင်းရဲ့တန်ဆင်းတဲ့စာသားတွေဟာ MTV ထဲချပြထားတဲ့စာတိမှန်ပုံတွေနဲ့ငယ်ပေါ်ကအမှတ်ရတွေကိုပါထိခိုက်စေတယ်လို့အပြောခံနေရပါတယ်။ချယ်ရီတိန်ဟာချုံမိုင်းမှာတချင်းကို9နှစ်တာချိန်ပေးပြီးကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ချယ်နေတင်ဟာရှင်ကလေးကကာဘာတချဲနေနဲ့လူတီများခဲ့ပြီးကာဘာဆိုရင်နဲ့ဆိုတော့တယောက်ဖြစ်ခဲ့တာပါချယ်နေတင်ဟာသူ့မအတွက်တချင်းတစ်ခုကိုလုံရင်တချင်းနဲ့ပတ်သက်ပြီးဒီတေးကြကြလှုပ်ဆောင်နိုင်ပြီးတချင်းတစ်ခုကိုပေါ့ပြက်ပြက်မလုပ်ဘူးလို့ဆိုပါတယ်ယခုတချင်းကိုလည်း MTV ရိုက်ကူးထားတာ၃နှစ်ရှိပြီဖြစ်ပေမဲ့လည်းအချောင်းမြွတ်မြောက်ကြောင့်မလုပ်ဖြစ်ပေရပ်ထားရတာဖြစ်ပါတယ်။ငါနဲ့တာပြင်ဆင်ခဲ့ပေမဲ့လည်းပြိသက်တီရဲ့ထင်မြင်ချက်ကတော့အဆိုတော်မင်းရဲ့စီးလင်းနဲ့မိကျက်တချင်းလောက်ကိုမြမငွေတက်နဲ့ရာသကိုမခံစားရဘူးလို့ဆိုပါတယ်။ ချင်းဒီတင်းဟောင်းပြိတ္တရဲ့ပုံစံခြိုက်ကိုလိုက်ပြီးတချင်းဒီရွေးချယ်တတ်ပါတယ်။တချင်းစုပုံတွေကလည်းရွှေတလိတိုင်းတည်ဆိုပြီးမြေတချင်းဒီဟာအမြဲတမ်းပေါ့ပြက်ပြန့်နိုင်ခဲ့ပါတယ်။သူမရဲ့လိုအပ်ချက်တွေကိုလည်းတည်တယ်လို့အကောင်ဆုံးကြိုးစားမယ်လို့လည်းပြောပြခဲ့ပါဗျ။ချယ်ရီတင်းဟောင်းတချင်းမှာလိုအပ်ချက်တွေရှိပေမဲ့လည်းပကံရဲ့ငွေတက်ကို ပုံဖော်ထားပြီးအညာတလေးကိုပအောင်ချိုက်ကူးထားပါဗျ။ချုံမိုင်မိုင်ဆိုတဲ့တားချော်တေးလေးဟာခေတ်ဆက်ဆက်မိခင်တွေရဲ့ပဆက်ဖြားမှနေရာယူခဲ့ပြီးယနေ့တိုင်နှွေးထွေးတဲ့မိဘမြတ်တာကိုဖော်ကျူးထားတာလို့ပြောပြခဲ့ပါဗျ။ ဆက်အဖွဲ့တွေဒိုက်တာတွေနဲ့ရှိုက်ကူးရေးတွေကစချိုမိုင်မိုင်တခြင်းပေါ်မှာအားဆိုင်ထားခဲ့ကြပြီးတခြင်းရေးထားတာကိုပါဝင်ငါးနှစ်ကြိုးစားခဲ့ကြတာပါတခြင်းနဲ့တရုတ်ဆောင်ထားတဲ့သူမချယ်ရီတင်းရဲ့တားလေးကိုလည်းပါဝင်ခိုင်းခဲ့ပြီးအားဖြည့်ပေးခဲ့ပါတယ်သူမချယ်ရီတင်းကလည်းအစိုးရချယ်ရီတင်းကိုအကောင်ဆုံးပံ့ပိုးပေးခဲ့ပြီးသူမတူလေးကိုပါဝင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်ဒါပေမဲ့လည်းယခုချိုမိုင်မိုင်တခြင်းဟာအများတင်တယ်လို့မျိုးနာမည်ကြီးပြီးပြူပေါက်မယ်လို့တွေးပေမဲ့ဘာမှမသက်ဆိုင်စွာနာမည်မကားပဲဝေဖန်ဆိုင်ဆိုတန်းတွေပဲကြားခဲ့ရပါတယ် သူမအနေနဲ့လည်းအကောင်းဆုံးတင်ဆက်တိဆိုခဲ့တာမလို့ပြိတက်ကြီးချိန်မိမှာပါလို့ပြောပြခဲ့ပါတယ်။တချင်းစာတွေကစာသားညာကလေးတွေစာကုန်ရတယ်။လူကြီးတွေတော့ဖုံမထားနဲ့ဆိုရင်စာသားဟာသူမကိုဝေဖန်လာမယ်တိုက်ခိုက်တဲ့နေကိုကြိုတိထားလို့ပဲနေမှာပါနော်။ဘလူးပဲတွေ့တွေ့အကောင်ဆုံးချပြခဲ့ပြီမယ်လေ။သူမရဲ့ချုံမိုင်းမိုင်းတချင်းကိုအချင်းဟာလိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားခွင့်လွတ်ပေးဖို့တောင်းမှန်ခြင်းနဲ့တချင်းလောက်အားပေးမှုမရှိခဲ့ဘူးလို့ဆိုပါရယ်။ ချယ်ရီသေးနေနဲ့လည်းပွဲတိုင်းမှာတည်ဆိုခဲ့ပြီးသူမဘဝတချောင်လုံးတချင်းနေနဲ့ပဲရှင်သန်ခဲ့တယ်လို့ဆိုပါတယ်။သူမတချင်းနဲ့လိုက်ဖက်တာနဲ့မလိုက်ဖက်ဘူးဆိုတာတွေဝေဖန်မနေကြပဲသူမရဲ့နှုတ်ပညာကိုသာကြည့်ပေးကြပါ သူမရဲ့တခြင်းအောင်မြမမှုကိုတေချာနားမလည်ပေမဲ့လေအကောင်းဆုံးလေးတင်ဆက်ပေးခဲ့တာမို့အားပေးကြပါအောင်လို့ပြောပြခဲ့ပါတယ်။ဝေဖန်မှာကိုလည်းကြိုတည်တယ်လို့ဒီလိုတွေအမြဲပြောခံနေရလို့အေးစိတ်ဖြစ်သွားပါပြီလို့ဆိုပါတယ်။ ဒီတော့ပြိဿကြီးကိုရိပြိဿကြီးကရောဒီလိုမြမမှုကိုထုတ်ပြပြီးမိခင်မြတာကိုဖော်ကျူးတာတဲ့တခြင်းလေးပေါ်မှာမှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါဦးနော်ချယ်ရီတင်းရဲ့တခြင်းတိုင်းဟာမတူ क्वे ပြနေတဲ့ရာသတစ်ခုကိုပေးနိုင်တာကြောင့်ဝေဖန်မှုတွေနောက်ထားပြီးပြိဿအားပေးမှုကိုပဲအလေးထားတယ်လို့ဆိုပါတယ်ပြိဿတူတယောက်ချင်းစီရင်မှတ်ချက်လေးတွေကိုပြောပြပေးခဲ့ကြပါဦးနော်